မင်္ဂလာပါကောင်းချီးမင်္ဂလာရှိသောနေ့သစ်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်သာဝရပြထံတော်မှာခန္ဓာစိတ်ဝိညာဉ်မှစခြင်းအမျိုးမျိုးကိုခန်းစားရပါမည်အကြောင်းလည်းဆုတောင်းပေးပါတယ်ဂျေဇုတော်ကြောင့်ဒီမိနစ်မှာကျွန်တော်နဲ့အတူနှုတ်ကပတ်တော်ဆင်ခြင်ဖို့ဖျားခင်ပြင်ဆင်ပေးတဲ့အတွက်ယောမအဝရစာခန်းကြီး7အပိုင်ငယ်33ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါတယ်ဖျားခင်ဤပညာနှင့်ဉာဏ်တော်သည် အလွန်ကျယ်ဝန်းနဲ့နည်းစွာတကား စီရင်တော်မူချက်တို့ကိုအဘယ်သူမျှစည်း၍မကုံနိုင် ကြွတော်မူရာလမ်းတို့ကိုလိုက်၍ရှာတော်လဲမတွေ့မမိနိုင်ဒီနေရာမှာဘုရားသခင်ကပညာဉာဏ်ကျယ်ဝန်းတယ်ဆိုတာတွေ့ရတယ်ဘုရားသခင်ရဲ့စီရင်ခြင်းတွေကိုလည်းစည်း၍မကုံနိုင်ဘူးလို့လည်းပြောပါတယ်ဘုရားသခင်လှုပ်တဲ့အလုပ်တွေကိုလည်းဘလို့မှလိလာဆန်းစစ်လို့မကုံနိုင်ဘူးဆိုတာကို တွေ့ရပါတယ်ဒီနေရာမှာ ဘုရားသခင်ရဲ့ပညာဉာဏ်ကြီးခြင်းဟာဘာကိုပြောချင်တာလဲသိပ္ပံအတက်ပညာတွေကျွဲဝတာကိုပြောတာလားဒါမှမဟုတ်ရင်လဲစကြဝဠာထက်လွန်ကဲတဲ့အတက်ပညာတွေအသိပညာတွေကိုဆိုလိုတာလားဘုရားသခင်စီမှာဘလို့ပညာဉာဏ်ကျဲဝန်းတာလဲလို့စဉ်းစားတဲ့အခါမှာဒီအခန်းကြီး7ကိုဖတ်ကြည့်ရင်ဘာအကြောင်းကိုအဓိကထားပြီးဖော်ပြတာလဲဆိုရင်ဘုရားသခင်ရဲ့ ကဲတင်ချင်းနီလန်းနဲ့ဆိုင်တဲ့အကြောင်းတွေကိုဖော်ပြတာကို တွေ့ရပါတယ်လူတွေပေါ်မှာဘုရားသခင်ဘလို့ကြံစီတော်မူတဲ့သူ့ရဲ့ကဲတင်ချင်းကဘလို့နီလန်းနေရှိတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့မှ ဖော်ပြထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ယောမဩဝါဒစာကို ရေးသားတဲ့သူ့ရဲ့အတွေ့အမြင်မှာတော့ဘုရားသခင်ရဲ့ပညာဉာဏ်ကျယ်ဝန်းခြင်းဆိုတာက လူတွေစဉ်းစားလို့မမှီနိုင်တဲ့လူတွေမစဉ်းစားထားတဲ့ ဘုရားသခင်ရဲ့ကယ်တင်ခြင်းနိလန်းတွေကိုစိုးလိုတာဖြစ်တယ်လို့ကျွန်တော်ဒီလိုသဘောပေါက်မိပါတယ်အခြားသိပ္ပံအတက်တွေတို့လောကီပညာတွေတို့ရှာဖွေလို့မကုံနိုင်တဲ့ထူးဆန်းအံ့ဖွယ်တွေကိုစိုးလိုတာမဟုတ်ပါဘူးဒီလောကမှာရှိတဲ့ရုပ်ဝတ္ထုပစ္စည်းတွေနဲ့ဆိုင်တဲ့စัจ java လာနဲ့ဆိုင်တဲ့လိလာလို့မကုံနိုင်တဲ့ပညာတွေကိုစိုးလိုတာမဟုတ်ပဲနဲ့လူတယောက်အပေါ်မှာဘုရားသခင်ပြုတဲ့ကယ်တင်ခြင်းနိလန်းကိုစိုးလိုတာဖြစ်တယ်ဆိုတာကိုတွေ့ရပါတယ် ဒီနေရာမှာဘုရားခင်ရဲ့ကျေးဇူးတော်ကယ်တင်ခြင်းရဲ့ဘိုးဘေးတို့အားဖြင့်ရသောဣတရေလလူမျိုးတွေရဲ့ကယ်တင်ခြင်းရဲ့ဆိုတဲ့အကြောင်းကိုတွေ့ရပါတယ်။ဘုရားခင်က ကျွန်တော်တို့ကိုတစ်ပင် အရိုင်းနဲ့နှိုင်းပါတယ်။ဣတရေလလူမျိုးတွေကိုတော့ရင်သောအပင်နဲ့နှိုင်းပါတယ်။ဣတရေလလူမျိုးတွေကတော့အမျိုးကောင်းတဲ့တစ်ပင်လို့ပြောပြီးတော့ကျွန်တော်တို့ကတော့ရိုင်းသောတစ်ပင်လို့ပြောပါတယ်။အဲ့ဒီအမျိုးကောင်းတဲ့တစ်ပင်မှာ ရိုင်းသောအပင်ဖြစ်တဲ့ကျွန်တော်တို့ကိုဆက်လိုက်ပြီးတော့မှကောင်းသောအပင်ဖြစ်စေတဲ့ဒါဟာကျေးဇူးတော်ဖြစ်ပါတယ်ကျွန်တော်တို့ကအေဝံဂေလိတရားအပြင်ယုံကြည်ပြီးဘုရားသခင်ရဲ့ရှေ့တော်မောက်ကိုတိုးဝင်ခွင့်ရပါတယ်ဤတရေလလူမျိုးတွေကြတော့ဘိုးဘေးတွေအပြင်ပြည်ညင်တရားကိုရပြီးတော့ဘုရားသခင်ရဲ့ချစ်သူတွေဖြစ်တယ်လို့ပြောပါတယ်ဘုရားသခင်ကဤတရေလလူမျိုးတွေကိုကယ်တင်မယ်လို့လည်းစံစာအပြင် တွေ့ရပါတယ်ဒါကြောင့်မလို့ သူတို့တွေဘလောက်ပဲဖောက်ပြန်ဖောက်ပြန်ဘလောက်ပဲဘုရားကိုစွန့်ပစ်စွန့်ပစ်ဘုရားသခင်ရှေ့တော်မောက်မှာသူတို့ဘလို့ပဲအမားတွေရှိပါစေဘုရားသခင်ရဲ့ဂတိတော်နဲ့ပြည်ညင်တရားတော်အရာသူတို့ဟာဘုရားသခင်ချစ်တော်သူတွေဖြစ်တယ်ကျွန်တော်တို့ကတော့အစကတည်းကရိုင်းတော်ပင်လို့ဖြစ်တဲ့အတွက်ကြောင့်မလို့ယေရှုခရစ်တော်အားဖြင့်ကြီးစုတော်ကြောင့်ကယ်တင်ခြင်းကိုရဖို့ရအတွက်ယုံကြည်ဖို့ပဲလိုတာဖြစ်ပါတယ်အဲ့တော့ဒီအကြောင်းအရာတွေကိုသူက ခရီစိတ်တွင်းကြရှင်းပြထားတာကိုဖတ်တဲ့အခါမှာဘုရားသခင်ရဲ့ပညာဉာဏ်ကျယ်ဝန်းခြင်းဆိုတာဘာလဲဆိုတာကိုသဘောပေါက်မိပါတယ်ကျွန်တော်တို့ကဘုရားဘာစဉ်းစားနေလဲဘုရားသခင်ကဘလို့လုံနေလဲဆိုတာကိုစစ်လို့မကုံနိုင်ညံမမိနိုင်ပါဘူးသို့တော်သေးကြတာတစ်ခုကတော့ဘုရားသခင်ကလူအပေါင်းတို့ကိုကဲတင်ချင်းတို့ရောက်၍တမန်တရားကိုတည်စေခြင်းနဲ့အတွက်နီလန်မျိုးစုံနဲ့ဒီကဲတင်ချင်းတရားကိုတည်ဖို့ စ조사နေတယ်ဆိုတာတွေ့ရပါတယ်ကျွန်တော်ရဲ့အသက်တာမှာလည်းပဲလောကီပညာတွေတက်တာမတက်တာခဏထားသိပ္ပံအတက်တွေနားလဲတာနားမလဲတာခဏထားနီလန်မျိုးစုံနဲ့လူတွေခရစ်တော်ကိုတည်ဖို့နီလန်မျိုးစုံနဲ့လူတွေကယ်တင်ခြင်းရဖို့조사အားထုတ်နေတယ်ဆိုရင်ဒါဟာပညာဉာဏ်ကျယ်ဝန်းတယ်လို့ပြောလို့ရပါတယ်ကျွန်တော်ရဲ့အသက်တာအတွက်ဘုရားသခင်ပေးထားတဲ့နဲ့နေသောပညာဆိုတာကလူတွေကယ်တင်ခြင်းရဖို့ တမာတရားကိုတီးဖို့ရှားပွေးကြံစီလှုပ်ဆောင်တက်ချင်းလို့ကျွန်တော်ဒီလိုပဲနားလဲပါတယ်ဖျာရှင်ကောင်းချီးပေးပါစေဆုတောင်းကြပါစို့ကောင်းမြတ်တော်ဖျာကိုရော့ကိုဂျေဇူးတင်ပါတယ်ကျွန်တော်တို့ပေါ်မှာကိုရော့ပြုတော်ဂျေဇူးတော်ကြီးပါတယ်နဲ့နေပါတယ်နားမတော်ဘုံကြီး၍မင်္ဂလာရှိပါစေကိုရော့ဖျာရဲ့ဂျေဇူးတော်ကိုရေတွက်၍မကုံနိုင်သောကြောင့်ကိုရော့ရဲ့နားမတော်ကိုကောင်းချီးပေးပါတယ်ဖျာသခင်ပညာဉာဏ်ကျေးဝန်းတော် ကိုရောရဲ့အကျံစီအလိုတော်ကို နားလည်ပြီးကျွန်တော်ကိုယ်တိုင်လည်းလူအပေါင်းတို့ကဲတင်ချင်းတို့ရောက်၍တမန်တရားကိုသိဖို့ကြံစီနိုင်တော်သူများဖြစ်စေပါယေရှုတင်နဲ့ဖျာရှင်နာမပုံကြည်ပါစေဒီနေ့တာလုံးလက်ဝဲအနံမာတဲ့ဒီနေ့နှုတ်ကပတ်တော် ကြားရတဲ့မိသားစုဝင်အယောက်တိုင်းပေါ်မှာကရောရှင်ဖျားဆက်လက်ကောင်းကြီးပေးလမ်းပြပါမိအကြောင်းသခင်ယေရှုခရစ်တော်နာမ၌စက္ကအနံဆုတောင်းပါ၏အာမင်